အမေရိကန်နိုင်ငံနယူးယောက်မြို့မှာရှိတဲ့ဟတ်ဆန်မြစ်ထဲကိုရဟတ်ရန်တစည်းပြတ်ကျလို့လူ၆ဦးသေဆုံးခဲ့ပါတယ်။ April 10ရက်နေ့ကဖြစ်စဉ်မှာရဟတ်ရင်ကမြေကြီးပြင်တဲကိုအရှိန်နဲ့ဥဆိုင်ကျသွားပြီးစက္ကန့်ပိုင်းအကြာမှာပဲရဟတ်ရင်ရဲ့ပန်ကာတလက်လို့ယူဆရတဲ့အရာတခုလည်းမလန့်မကန်းမှကျဆင်းသွားတာတွေ့ရပါတယ်။ရဟတ်ရင်ပြတ်ကျမှုကြောင့်လိုက်ပါလာသူအလုံးသေဆုံးခဲ့တယ်လို့ကေဇေးအဖွဲ့တွေကအတည်ပြုပါတယ်။ သေဆုံးသူတွေကစပိန်နိုင်ငံသားကဘာလက်ခရီးသည်မိသားစုတစ်ခုနဲ့ရဟတ်ရင်မှုတို့ဖြစ်ကြပါတယ်။အစောပိုင်းမှာအသေးပြောက်၄ဦးလို့သတင်းတွေထွက်ခဲ့ပေမဲ့နယူးယောက်မြို့တော်ဝန်ကမိသားစုတစ်ခုတည်းကလူ၅ဦးနဲ့ရဟတ်ရင်မှုတို့အသက်ဆုံးရှုံးခဲ့တာဖြစ်ကြောင်းသတင်းတောက်တွေကိုပြောပါတယ်။နယူးယောက်ရဲတပ်ဖွဲ့ကော်မရှင်နာကတော့ကြံရစ်သူမိသားစုစီအသိမပေးနိုင်သေးခင်သေဆုံးသူတွေရဲ့နာမည်ကိုထုတ်ပြန်အောင်မှမဟုတ်ဘူးလို့ဆိုပါတယ်။ ရဟတ်ရင်ဘာကြောင့်ပြတ်ကျခဲ့သလဲဆိုတာကိုလည်းစုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေသေးပါကနအူးစုံစမ်းမှုတွေအရရဟတ်ရင်ဟာ George Washington တရားနာမှာ꿰ပြီး New Jersey ကမ်းရိုးတန်းတစ်လျှောက်ပြန်တန်းဖို့ဥတည်နေချိန်ပြဿနာစကြုံခဲ့တယ်လို့ယုံကြည်ရပါတယ် New York Helicopters Company ကပိုင်ဆိုင်တဲ့ရဟတ်ရင်ပြတ်ကျတာတည်တည်ချင်းမိနစ်ပိုင်းအတွင်းမှာတင်ကယ်ဆယ်ရေးလှေတွေဆေးလွှတ်ခဲ့တယ်လို့ New York မိသက်ဌာနကော်မရှင်နာကပြောပါတယ် ကယ်ဆယ်ရေးအဖွဲ့တွေဟာအသက်ရှင်ကျန်ရစ်သူတွေကိုမျှော်လင့်တကြီးရှာဖွေခဲ့တယ်လို့အရေးပေါ်အသက်ကယ်စနစ်တွေကိုပါအသင့်ပြင်ထားခဲ့ပေမဲ့အချီးနှီးဖြစ်ခဲ့တယ်လို့သိရတာပါ Bell 206အမျိုးအစားရဟယင်ပြတ်ကြရမှုအကြောင်းရင်းကိုအမျိုးသားတည်ယူပို့ဆောင်မှုလုံခြုံရေးဘုတ်အဖွဲ့ကဥဆောင်ပြီးစုံစမ်းစစ်ဆေးသွားမယ်လို့ထုတ်ပြန်ထားပါတယ် American သမ္မတ Trump ကရဟယင်ပြတ်ကြတဲ့တရင်ဟာဆိုးရွားနာကျင်စရာဖြစ်ပြီးမကြခင်မှာနောက်ထပ်အသေးစိတ်အချက်အလက်တွေကိုကြေညာသွားမယ်လို့ပြောကြားခဲ့ပါတယ် နယူးယောက်မှာရဟတ်ယာဉ်ပြတ်ကျလို့ကမ္ဘာလက်ခရီးသည်တွေတိတ်ဆောင်းတဲ့ဖြစ်စဉ်ကဒါပထမဆုံးတော့မဟုတ်ပါဘူး၂၀၁၈တုန်းကကမ္ဘာလက်ခရီးသည်တွေပါလာတဲ့ရဟတ်ယာဉ်တစ်စီးအရှိတ်ဘတ်မြစ်ထဲပြတ်ကျပြီးလူတိတ်ဆောင်းမှုရှိခဲ့ဘူးပါရဲ့ရှင်။